ကဲကျောင်းလာရင်ဘရင်ဖြစ်ကိုဖြစ်ခဲ့တယ်ဆိုတော့ခွန်စောကြောင်းဖြူမီကဲနာတော်တာဆင်းနေကြတော့နားစီသူများရှင်ဒီနေ့မှာတော့ပကံမင်းဆက်တွေတဲကမှမောင်ကန်ကောင်းတယောက်ဖြစ်မွေးလာခဲ့သူမြမမင်းတစ်ပါးအကြောင်းကိုတင်ဆက်ပေးသွားမှာပါဒီမင်းရဲ့ဘွယ်သူကတော့ကွန်စောကြောင်းဖြူမင်းလို့လဲခေါ်ဝေါ်ကြတယ်လို့ထီးဖြူဆောင်တဲ့လို့လဲခေါ်ဝေါ်ကြပါတယ်ဒီမင်းဟာနမယ်နဲ့လိုက်အောင်ကိုနတ်တွေရဲ့အလိုတော်တိုင်း ရာစပလင်ပေါ်ဖုံတကိုကြီးကြီးတက်ထိုင်ခဲ့သူတပါးဆိုပေမဲ့တတော်များများကတော့ကွမ်းစော်ချောင်ဖြူမင်းရဲ့ရာဇဝင်ကိုသိသိကြအောင်မေမထင်ပါဘူးကွမ်းစော်ချောင်ဖြူမင်းဟာမင်းသက်ကရက်330နဲ့မှာ333ထိစိုးဆန်ခဲ့ပြီးပကံမင်းဆက်35ဆက်မြောက်တန်နဲ့မင်းရဲ့တားတော်တပါးလေးဖြစ်ခဲ့ပါတယ်ရှင်းခါကမြမတို့ဟာထေရဝါဒစာအကြီးကြီးတွေကိုကိုးကွယ်ယုံကြည်မှုအားကောင်းကြတယ်ဆိုပေမဲ့လည်း ကွမ်းစော်ကြောင့်ဖြူမင်းအနေနဲ့ကတော့ဖရာတရားကိုအင်မတန်မှယုံကြည်သူတဦးဖြစ်ခဲ့ပါရီကွမ်းစော်မင်းဖြစ်လာပုံကတော့ဒီလိုပါတန်နမင်းကိုဆလီငခွေးလောက်ကြံပြီးတော့မင်းပြုတဲ့အခါတန်နမင်းရဲ့မိဖုရားကဆလီငခွေးရဲ့မိဖုရားမလုပ်လို့တဲ့အတွက်ဝန်တင်ပြည်တည်နဲ့တူနန်းကဆင်းပြီးတော့ပြေးတယ်အဲ့နောက်ကြောင်ဖြူရက်မှာနေထိုင်ရင်ကလေးမွေးဖွားခဲ့တဲ့အတွက်ထိုကလေးမှာကြောင်ဖြူမင်းအမိသွင်းလာပါရီ အရွယ်ရောက်လာတော့သူဟာမိမျိုးဟာဆင်းသက်လာသူဖြစ်ကြောင်းသိရပြီးတချိန်ခမီးတော်ရိုက်ရာကိုရရပါမယ်လို့ယုံကြည်ထားတယ်။နောက်တော့နန်းတော်မှာကွမ်းစော်အဖြစ်အမှုထမ်းရွက်ခဲ့ပါတယ်။နောက်နေ့မှာတော့ပကံမှာမင်းလောင်းပေါ်မယ်လို့ကြော်စောလာခဲ့ပြီးပကံသားတို့ကမင်းလောင်းကိုပူဇော်ဖို့အတွက်တူရင်းတောင်ကိုသွားကြတယ်။ကွမ်းစော်အမေနဲ့မင်းလောင်းကိုကြည့်လို့တဲ့အတွက်အလားမအမည်မသိလူတစ်ယောက်ကသူ့ရဲ့မြင်းနဲ့တူဗရမ ्या ဥရှောင်းဗရမ ्या လက်စော့လန်အရိနမလန်နဲ့ဓာတ်ကို ကွန်းဆောင်မင်းထံမှာပေးလိုက်တယ်။ကွန်းဆောင်မင်းလည်းအိမ်ယာကိုရှူပြီးတော့မင်းလောင်ကြည့်ဖို့တွင်းတောင်ကိုသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ပင်ထူးထူးဆန်းဆန်းအစင်တစာရီနဲ့ဝင်လာတဲ့ကွန်းဆောင်မင်းကိုမင်းလောင်ဖြစ်နေမြင်ပြီးတော့တင်မြောက်ခဲ့ကြတာပဲဖြစ်ပါတယ်။တကယ်တမ်းမှာကြောင့်တော့အမိမသိဆိုတဲ့ပုဂ္ဂိုလ်ဟာနတ်တို့ဖန်ဆင်းထားတဲ့လူရောင်ဆောင် ပုဂ္ဂိုလ်တူဖြစ်နေခဲ့ပြီးဒီမတန်ကင်မှာကွန်းဆော်ဟာအိမ်မက်တစ်ခုကိုပဲဇက်တိုက်ခါခါမက်ခဲ့ရပါတယ်။ကွန်းဆော်မင်းနေထိုင်နေဒေသမှာကြောင်ဖြူအရက်ဖြစ်တယ်လို့သူဝနတော်တာ ၎င်းပြည်သို့သွားသောနှကားကြောင့်ရွှေချောင်းဟုလည်းသတ်မှတ်ထားကြသည်။ကွမ်းစော်မင်းရဲ့မိခင်ဟာတားဖြစ်သူကွမ်းစော်အတွက်စားမိန်စာတို့ကို နေတိုင်းစီရင်ပေးတတ်၏။ကွမ်းစော်ကလည်းစားမိန်စာကိုစောင်းချမ်းပင်ကြီးအောင်၌ဖြည့်၍စားဟုတ်တင်လေရှိတယ်။တနေ့မှာတော့စောင်းချမ်းပင်စောင်းနှမင်းကစား၍နေ၎င်းများကအမျှဝေတယ်။နေတို့ကလည်းအမျှရ၍အိမ်မက်ပေးခြင်းပင်ရှိခဲ့တယ်။အဲ့ဒါကတော့တရဏဂုံ၅ပါးသီလကိုမြင်းစွာစောက်တဲ့တစ္ဆာစကားကိုမှန်အောင်တော့ အနုဒတိစေဘာကိုတနေ့2000ရအောင်စီးဖြန်းဟုဆိုပါရင်နတ်တို့ဆိုဒီမှာကစပြီးတော့ကွန်းစော်ဟာအမဲမပြဲအာစိန်နဲ့ကံအမဲတိဆောက်ခဲ့တယ်လို့လဲကျောက်စာရီမှာဖော်ပြခဲ့ပါရင်ဒါကြောင့်မေမီလောင်ဖြစ်ဖို့ဆိုတာကလေကိုယ့်ရဲ့ကံပေါ်မှာမူတည်သေးတယ်ဆိုတာကွန်းစော်ကြောင့်မိကတည်တည်ပြသွားတာပဲဖြစ်ပါရဲ့ရှင်အာဘိနာစင်ခဲ့ကြတဲ့အတွေ့အားလုံးကိုကျေးဇူးတင်ပါတယ်